ချစ်တာတော့အပြစ်မမြင်ဘူးလေဒီမဲ့အချစ်ပေါ်မှာမယူရဲစန္ဒာတို့ခုနအတ္တတွေပေါ့နော်အတ္တတွေများလာဆိုမကောင်းဘူးလေအဲတရားတရားညှိယူမှအဆင်ပြေတာအဒီကလာမင်းတတ္တတွေပေါ့ဘုရားစာတရားလေးနဲ့သူ့ဘက်ကိုယ်ပဲညှိပြီးသွားရမယ်ဆိုရင်ရည်ရှိရအဆင်ပြေလေအဲတချို့တွေကအရန်ချစ်ပြီးတော့အတ္တတွေများသွားခါကျတော့အဲ့ဒီအချစ်ကလည်းရည်ရှိမမြဲဘူးပေါ့အတ္တများတဲ့အချစ်ကိုလည်းမစင်ကျင်ဆိုင်ဘူးတဲ့ဒါပေမဲ့စင်မပြေဘူးတဲ့ခုနကလည်း စသည်ချစ်သူစရာစကားထဲမှာတော့တန်ရော်ရဲခန့်ရဲကလေးညောင်ရဲ့အမိပေါ့နော်တာသမီးကိုရမ်းချစ်တဲ့အမိဟို heavy အထည်ထုတ်လို့ဆရာမပါဘူးပေါ့ဒီစကားလေးကလူငယ်တွေရဲ့နူးညံ့တဲ့အချက်ကိုသိဖို့ထားတာပေါ့နော်အေး तू ကအပြင်ပန်းကြည့်ရင်ခဆူဆူလေးနေအဲ့လိုမျိုးဟိုပါပေါ့ ကြက်ကန်ကန်လေးနဲ့ဆိုးတဲ့ပုံလေးဖြစ်နေပါဘောနော်တကယ်လည်းကြာတော့သူ့မှာချစ်တတ်တဲ့နူးညံ့တဲ့သူ့မှာအဲနှလုံးသားလေးရှိတာအဲ့ဒါလေးပြကြည့်နေအပြေကာရိုက်တာနဲ့အတွင်းစိတ်လေးနဲ့ကွဲပြားနေပါလေအဲလူငယ်တွေကတော့တိတ်လို့မဆန်းဘူးထင်တာပဲအချစ်ကားရဲ့တယ်ဆိုတာလေဒါလူငယ်တွေတဘာဝသူတို့စီမှာလည်းဒါတွေဖြတ်သန်းနေကြပါဘူးလေတိတ်လို့မဆူဆန်းဘူးတော့အဲရုပ်ရှင်ကတော့ရသမျိုးစုံလာမှာပါဘောနော်ဟာတဒရမာ ဒီဟိုအဲဒီတရေကားတွေလာမယ်ဆုံးပေါ့အခုလုံးသူပေါ့ပြိတ္တအားပေးတယ်လို့ပေါ့မဟာသာကပြိတ္တတယ်ဘူးအားပေးတယ်တင်တယ်อืมအဓိကဆက်ပေါ်မှာပဲမူတည်တာလေအမစရုခဲ့တော့အချစ်ကားလေးလည်းရိုက်ခဲ့တာပဲလေဒီမဲ့ဆန်လန်းပေါ်မှာပဲမူတည်ပြီးတော့ပြိတ္တကြိုက်ကြတယ်ချစ်ဖို့ချင်းတည်းတော့မတူကြဘူးဒီခဲ့ရတော့နည်းနည်းလေးဘယ်လိုပေါ်မဲ့လူငယ်ဆန်မိုက်တော့ပေါ့နော်ကိုဗစ်လည်းနည်းနည်း ရှိတယ်ဒီခက်ရိုက်တာတော့မဆုလို့ခက်တော့အားလုံးမရှိဘူးရိုးရှင်းတာပေါ့อืมဒါတော့လူငယ်တဘာဝတော့ဒါလူငယ်တိုင်းဖြတ်တန်းတဲ့ဒီအချက်တွေပေါ့နော်ဘုသူဆိုဒီအချက်တွေကတော့တနေရာမဟုတ်တနေရာတွေ့နေကြတာပဲလေအဲ့တော့လည်းမထူးဆန်းဘူးပေါ့အဓိကကပေါ့ဟိုကချစ်တာတော့အပြည့်မမြင်ဘူးလေဒီမဲ့အချက်ပေါ်မှာမယူရဲ့စန္ဒာတော့ ခုနကအတ္တတွေပေါ့နော်အတ္တတွေများလာဆိုတော့မကောင်းဘူးလေအဲတရားတရားညှိယူမှအဆင်ပြေတာဒီကလာမြင်တဲ့တတလေးပေါ့ကိုကြီးစာတရားလေးနဲ့သူ့ဘက်ကိုယ်ဘက်ညှိပြီးသွားရမယ်ဆိုရင်ရည်ရှိရအဆင်ပြေလေအဲတချို့တွေကအရန်ချစ်ပြီးတော့အတ္တတွေများသွားခါကြတော့အဲ့ဒီအချက်ကလည်းရည်ရှိမမြဲဘူးပေါ့အတ္တများတဲ့အချက်ကိုလည်းမစင်ကျင်ဆိုင်ဘူးတယ်ဒါပေမဲ့အဆင်မပြေဘူးဒီခုနကလည်းပိုင်ဆိုင်မှုတွေအရန်များလာတာမကောင်းဘူးတစ်ဖက်မှာလည်း ကိုရွေးကိုယ်တာလေးရှိရဲ့မိသားစုလေးရှိရဲ့ဆိုတာထိခိုက်တယ်လေအဒီစက်ကလေးကိုလူငယ်သဘာဝအချစ်စက်ကလေးပေါ့နော်လူမတက်ဆဆန်ရိုက်တာဟာကျန်လာလိုက်လိုက်အားပေးပါလို့ thank you